ချမ်းသာခြင်းတိုင်းချမ်းသာတာမဟုတ်ဘူးချမ်းသာခြင်းရဲ့အကြောင်းဖြစ်တဲ့အကြောင်းတရားကိုလှုပ်ဆောင်မှချမ်းသာတာမျိုးစိတ်လေးကအပင်ပေါက်စေခြင်းလို့ရှင်ဟိတ်ပေါက်လို့အမိန်ပေးလို့မရဘူးအကြောင်းနဲ့သူ့ဆိုင်ရာ အကြောင်းနဲ့ပေါင်းဖက်ပေးရတယ်ဘာလို့อ่ะမြေကြီးတဲ့ချပြီးရေလေးလောင်းပြီးတော့မြေနဲ့ရေနဲ့ဆုံစည်းပေးတာကိုကပေါက်ခိုင်းလို့မရဘူး အဲ့ဒါဘာလောက်တာလဲဆို condition လေးတွေနဲ့送ပေးတာပဲကိုလုံးနိုင်တာအဲ့ဒါ condition ကို送ပေးရမြင်းနဲ့ရင်းနဲ့ပေါင်းပေးလို့ရှိရင်အဲ့ဒီမျိုးစိတ်လေးကအပင်ပေါက်လာမှာသိကြတယ်အပင်တော့ပေါက်စေခြင်းနဲ့အဲ့ဒီမျိုးစိတ်လေးကိုပလင်းနဲ့ထည့်ပြီးတော့တိမ့်ထားမယ်ဆိုရင် ပေါက်မလားပေါက်ဘူးမြင်းနဲ့ရင်းနဲ့ဝေဝေးထားရင်ပေါက်ဘာလို့ condition မှမရှိဘူးအဲ့တော့ အပင်ဆိုတဲ့အကျိုးကိုရချင်လို့ရှိရင်အဲ့ဒီအပင်ကို ဖြစ်အောင် လုပ်တဲ့အကြောင်းတရားနဲ့ဆုံစည်းပေးဖို့ရတာလူကလုပ်နိုင်တာဒါပဲသူဆိုင်ရာအကြောင်းကိုလုပ်ပေးရဟောလုပ်ပြီးတဲ့အခါမှာသစ်ပင်လေးပေါက်ပေါက်လာလို့ရှိရင်လည်းထိုသစ်ပင်လေးရှင်သန်ဖို့အတွက်ဆန့်ကျင်မဲ့အကြောင်းတရားတွေဖယ်ရှားပြရမယ်အကျိုးပြုတဲ့အကြောင်းတရားတွေပေါင်းစပ်ပေးရမယ် မြေဩဇာထည့်ပေးတဲ့ကထည့်ပေးတယ်ဖာတလိုက်စာလှုပ်ပေးရတယ်ရေလောင်းပေးရတယ်ဟောအเจ้าနေလှုပ်ပေးတာပိုးတွေဘာတွေဖယ်ရှားပေးတယ်နေအောင်ကြီးရတဲ့နေရာထားပေးတယ်ဆိုဟောအเจ้าတရားတွေကလှုပ်ပေးနေအเจ้าတရားတွေလှုပ်ပေးလို့ရှိရင်ပန်းမင်လေးဆိုရင်အဲ့ဒီပန်းမင်လေးကအပွင့်နေပွင့်လတ်လတ်ပါပါဖြစ်လာထို့တူပဲကိုယ့်ရဲ့ဘဝပဋ္ဌာန်းကိုသဘောပေါက်သွားလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာ ောင်းတဲ့အကြောင်းတဲ့ကောင်းတဲ့ချမ်းသာဒုက္ခကိုဖန်တီးပေးနိုင်တဲ့အကြောင်းတရားတွေကိုရွေးချယ်ရ။ဆိုးကျိုးကိုဖန်တီးပေးနေတဲ့အကြောင်းတရားတွေကိုဖယ်ရှားရမယ်။အကြောင်းတရားတွေအများအားနှစ်ခုရှိတယ်။ကောင်းကျိုးချမ်းသာကို ဖြစ်ပွားစေတတ်တဲ့အကြောင်းတရားတစ်မျိုးမကောင်းကျိုးဆင်းရဲဒုက္ခကိုဖြစ်ပွားစေတတ်တဲ့အကြောင်းတရားတစ်မျိုးအဲ့ဒီနှစ်မျိုးထဲမှာ ကိုလှုပ်ပေးနိုင်တာဘာလဲလို့ဆိုရင်ကောင်းတဲ့အကျိုးတရားတွေကိုရှာကြံပြီးတော့ဖြစ်တင်းပေးဖို့ပဲအဲ့ဒီဖြစ်တင်းပေးလို့ရှိရင်သူကောင်းတဲ့အကြောင်းတရားကောင်းတဲ့ condition တွေကကောင်းတဲ့အကျိုးတွေကို သူ့ဘာသူထုတ်လုပ်သွားမှာပါကိုလှုပ်နိုင်တာဒါပါပဲ